လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့ချက်လက်လေးတွေကို ပြောပြခြင်းပါလေမိတ်ဆွေရဲ့လက်ကိုကြည့်ပါပထမဆုံးပြောချင်တာနှလုံးလန်းနဲ့ဆက်ပြီးပြောချင်တယ်ဗျနှလုံးလန်းဟာတကယ်လို့လက်ခလဲအောင်စနေဂျိုကိုမှအဆုံးသတ်ထားတယ်ဆိုပါစို့မိတ်ဆွေရချီးရင်မှာအတကြီးတက်တယ်ဆိုတာပြပါလေလက်ခလဲနဲ့လက်သကြွယ်ကြားပြောရရင်တော့စနေဂျိုကုံနဲ့တနင်္ဂနွေဂျိုကုံကြားထဲမှာအဆုံးသက်တယ်ဆိုပါစို့ မျက်နာများပြီးအချီရေးမှာတော်တော်လေးကိုအလေးနက်မထားတတ်တဲ့သူလို့ပြောလို့ရပါလိမ့်မယ်။နောက်ပြီးတော့နှလုံးသားဟာတိုးတောင်းနေရင် အချီရေးမှာနူးညံ့မှုမရှိတဲ့သူပါ။လင်ကိစ္စအတွက်သာအယုံများတဲ့သူပါ။လက္ခဏာမှာအဓိကပင်မပါဝင်တတ်တဲ့လမ်းကြောင်းကြီးက၄ကြောင်းရှိတယ်ဗျ။နှလုံးလမ်း၊ညံလမ်း၊အသက်လမ်း၊ထီးဥလမ်းပေါ့ဗျာ။ဒါအဓိကမိန်းလမ်းမှကြီးတွေဖြစ်ပါတယ်။ ဒီမိန်လမကြီးတွေကိုအဓိကထားပြီးတော့ဟောပြောရတာဖြစ်ပါတယ်။ကျန်တာတွေကတော့သူ့ရဲ့အဆွဲပွားတွေခွဲဖြားတဲ့သဘောသဘာဝတွေကိုကြည့်ပြီးပြောရတာပါ။တကယ်လို့မိတ်ဆွေရဲ့နှလုံးလမ်းကြောင်းဟာအောက်ကိုငိုက်ကြပြီးအသက်လမ်းနဲ့ထိဆက်နေရင်အသေးကွဲဖို့တေးကြတယ်ဗျ။မိတ်ဆွေရဲ့ဘဝမှာ၃ချိန်၃ကမခအတဲအသေးကွဲတတ်ပါတယ်။နှလုံးလမ်းမှာတကယ်လို့ကျုံးတွေကြက်ချေတွေပါရင်တော့ပြောမနေနဲ့တော့ပိုဆိုးပါပြီ။နှလုံးလမ်းဟာ ရှေလျားလုံးပြီးကိုယ်တက်နေရင်တော့ခံစားချက်နဲ့နှလုံးသားကြီးရမှာလွတ်လပ်မျှတတဲ့စိတ်ထားရှိတယ်သူပါမိတ်ဆွေနှလုံးသားညာလန်းနဲ့ပြန်ဖြောင်းတန်းနေရင်အချီးရင်မှာသူ့ဘက်ကိုယ်ဘက်မြတ်မြတ်တတနေထိုင်သွားတဲ့သူကိုဆိုလိုပါတယ်ဒီလိုလူမျိုးဟာချစ်ချလဲချစ်တတ်တယ်လို့ညာရင်နဲ့လဲစဉ်းစားတတ်ပါတယ်ငါချစ်ဟာမှန်လားမမှန်လားဆိုတော့ကိုယ့်အကူစင်ကျင်သုံးသက်နိုင်တဲ့လူမျိုးပါမိတ်ဆွေနှလုံးသားဟာလှိုင်းတွန်းတဲ့နံဟာ လူမှုရေးနဲ့အခြေအေကိုရောထွေးရှုပ်ထွေးတက်တဲ့အတွက်ကြောင့်ဒီလက္ခဏာရှင်ကမယုံစားအပ်သူဖောက်ပြန်တတ်သူလို့ပြောလို့ရပါလိမ့်။နှလုံးလမ်းပေါ်မှာစဝိုင်းသေးလေးရှိရင်စိတ်တကြစရာဝမ်းနေစရာနဲ့အခြေအေမှာအဆုံးသတ်တတ်ပါတယ်။အဝိုင်းမှုတဲ့လက္ခဏာနှလုံးလမ်းနဲ့မကပါဘူး။လက္ခဏာပဲဘယ်နေရာမှာပပမကောင်းပါဘူး။ကြိုးပြတ်နေတဲ့နှလုံးလမ်းနဲ့လမ်းသေးလေးတွေဟာကန့်လန့်ဖြစ်နေတဲ့နှလုံးလမ်းမျိုးဟာအခြေအေမှာစိတ်ဒဏ်ရာများစွာကြားတတ်တဲ့သူလို့ပြောလို့ရပါလိမ့်။ ပြောရင်တော့အခြေအမှလုံးဝအဆင်ပြေနိုင်တဲ့လမ်းကြောင်းလို့ပြောလဲရတယ်ဗျ။နောက်ထပ်လေးလာမိတဲ့လက္ခဏာလမ်းကြောင်းတစ်ခုပြောချင်ပါတယ်။မိမိဘွားမွေရမယ့်လက္ခဏာအမှတ်သားကြောင်းပြောချင်တယ်ဗျ။ဒီလမ်းကြောင်းလေးကတော့လူသိနေတဲ့လက္ခဏာပါ။ပြောရမယ်ဆိုရင်တော့အမွေရမယ့်ကံပါတဲ့လက္ခဏာလို့ပြောရမယ်လို့ရပါတယ်။မိတ်ဆွေရဲ့လက်သွေနဲ့လက်သန်းချောင်းကိုကြည့်ဗျ။အဲ့ဒီမှာလမ်းကြောင်းတူလေးတစ်ခုပါလား။ ဲ့ဒီလမ်းကြောင်းကအောက်လိုဆင်းနေတာလေးထင်ရှားရှိမယ်ရှင်းလင်းတဲ့အဖြတ်တော့မရှိဘူးဆိုရင်တော့ဒါဟာငွေကြေးဥစ္စာရမယ်ဆိုတာကိုညွှန်ပြပါတယ်အမွေရမယ်ဆိုတာကိုညွှန်ပြပါတယ်နောက်တစ်ခုကိုကြည့်ပါတကယ်လို့ကျမရေးလမ်းကြောင်းကနေခွဲထွက်လာတဲ့လမ်းသေးလေးတစ်ခုပေါ့ဗျာကျမရေးလမ်းကြောင်းဆိုတာလက်တန်းနဲ့ကျွန်တော်တို့လက်ဖနှောင့်ကိုဒီဆက်သွယ်ထားတဲ့လမ်းကြောင်းမှာတချို့မှာတော့ပိုင်မယ်တချို့မှာတော့မပါတတ်ပါဘူးကျမရေးလမ်းကြောင်းကလည်း ရှေရှားထွေပြောင်းကိုရှင်းပြရမှာပါကျမရဲ့လက်ကြောင်းနဲ့ပတ်သက်ရင်လည်းပြောစရာတွေကအများကြီးရှိပေမဲ့ခုကတော့အမွေရမယ့်လမ်းကြောင်းအကြောင်းပြောနေလို့ဒါကိုခဏချင်တာပါပဲအဲ့ဒီမှာပေါ့ဗျာအဲ့ကျမရဲ့လမ်းကြောင်းကနေတက်လာတဲ့အတက်လေးတစ်ခုဟာညလမ်းကြောင်းကိုထိနေရင်လည်းဒါဟာအမွေနှိမ့်ရမယ့်ကံပါတယ်လို့ပြောလို့ရပါတယ်မဲဆိုရဲ့လက်ကောက်ရည်ကိုကြည်ပါလက်ကောက်ရည်ရဲ့ပထမအရင်မှာကြက်ချေတရန်ရှိနေလေအမွေနှိမ့်ရပါမယ် မိတ်ဆွေလက်မပထမစစ်ကိုကြည့်ပါလက်မပထမစစ်မှာစဘာစီတနန်ရှိနေရင်မိဘမျိုးရိုးနဲ့သက်ဆိုင်တဲ့အမွေနှစ်ကိုရဖို့ရပါမယ်။နောက်ပြီးတော့ဒီလိုမျိုးကောင်းတဲ့လက္ခဏာပါတဲ့သူတွေဟာကန့်ခေတယ်ငွေကြေးချိုးတဲ့တယ်ဆိုတာဘယ်တော့မှမရှိဘူးလို့ပြောလို့ရပါတယ်။နောက်ထပ်လက္ခဏာလမ်းကြောင်းတွေတစ်ခုကြောင်းလည်းပြောချင်ပါတယ်။ဒီတစ်ခုပြောချင်တာကလဝဲဆောင်အမြမိတ်ဆွေရဲ့လဝဲဆောင်ကိုကြည့်ပါ။မိတ်ဆွေရဲ့လဝဲဆောင်ဟာဘေးကိုကားနေတဲ့ လေးကန်းတရံလဝဆောင်းလားမကန်းဝဲနဲ့ပြင်းကြီးဖြောင်းဖြောင်းဖြစ်နေတဲ့လဝဆောင်းလားဒါကိုကြည့်ရပါမယ်တကယ်လို့မိတ်ဆွေရဲ့လဝဆောင်းကဘေးကိုမကားဘဲနဲ့ဒီလိုမျိုးဒေါင်လိုက်အလျားလိုက်လေးပြင်းကြီးဖြစ်နေတယ်ဆိုရင်တော့စီကန်းရှိတဲ့သူလို့ပြောလို့ရတယ်ဗျာသူ့နဲ့ကိုလည်းမကြော်ဘူးကိုယ့်နဲ့ကိုကြော်တာလည်းလုံးဝလက်မခံဘူးသူ့စီးကိုစီးချတဲ့လူဒီလိုလူမျိုးဟာလက်တွေ့ကြတယ်စိတ်ကူးမရင်တတ်ဘူးနောက်ပြီးတော့ဖြစ်တဲ့နာကိုပဲဦးစားပေးတယ် အတော်ဝင်လားမဝင်လားဒါကိုအများအားစဉ်းစားတယ်ကိုယ့်အတွက်အရေးမပါတဲ့ကိစ္စတွေဘယ်တော့မှမလုပ်တတ်တယ်လို့ဒီလိုလူမျိုးမှာအဲ့ဒီချက်လက်တွေကအာသာချက်ဖြစ်ပါတယ်အားနေချက်ချုံရင်းချက်ကတော့ဘာလဲဆိုတော့သူတစ်ပါးကိုကဲဖြတ်တာစောတယ်ကိုယ်စိတ်နဲ့ချက်ချင်းကဲဖြတ်လိုက်တယ်ရေရှည်မစဉ်းစားတတ်ဘူးချက်ချင်းကြီးကဲဖြတ်တာဒါကြောင့်မှားတယ်ဒီကောင်ကတော့လူဆိုးပဲဒီကောင်ကလူကောင်းပဲကြည့်ရတယ်ပဲချက်ချင်းကိုဝေဖန်ခြင်းစိတ်များတယ် ဥမာပြသူ့ရှင်မှာလူပြောတာစပင်းတွေကြောင်ကြားဆူထားတယ်။ငကွင်းတွေပိုင်းတက်ထားဆိုဟာဒီကောင်တော့လူဆိုးပဲအဲ့လိုမျိုးသုံးနှုတ်လိုက်တယ်။ဒါသူ့စိတ်ထဲမှာမြင်တာ။နောက်ပြီးတော့အဲသူ့စိတ်ထဲမှာချက်ချင်းပြင်ပဝေစာပုံမှန်တဲ့ကြည်ပြီးလေကရုံးလက်ရှိနဲ့အစိုးနဲ့စပင်းဘေးကွက်လေးနဲ့ရိုးသားနေဟာဒီကောင်တော့လူကောင်းပဲဒါသူ့ရဲ့စိတ်ကတက်မှတ်လိုက်တာ။တကယ်တော့အဲ့ဒါတွေကလည်းမှားနေတဲ့။သေးကြသူတို့ရဲ့ပြောပုံဆိုဖို့အမူအရာလုံးပုံအကိုင်းပုံကိုကြည့်ပြီးတော့ ဆုံးဖြတ်ရတာပါတကယ်တမ်းတော့သူတို့ဘာသူတို့စိုးကျင်ဆိုမစိုးကျင်နေဗျာကိုကဘာကြောင့်ခဏခဏကဲဖြတ်မှတ်ချက်ချနေပါလဲသူ့အတိုင်းထားလိုက်ပါနောက်ချက်ကဒီလိုလိုမျိုးကအင်ဒရီကြီးတယ်ဗျာယောက်ျားလေးဆိုလဲမင်းကလေးနဲ့မေထူးခေါ်ပြော မလုပ်တတ်အောင်အင်ဒရီကြီးတယ်မျိုးသမီးတွေဆိုလဲယောက်ျားနဲ့ပေါင်းရမအောင်ကြောက်တယ်တမျိုးထင်ခံရမှာလုံးဝမလိုလားဘူးဒါမှမဟုတ်ကို့ဘောအမျက်ထုတ်သွားမှာအရန်ကြောက်တယ် ေဥမကားတဲ့လက္ခဏာရှင်တွေဟာလိမ်မှုရေး20ရင်တစ်ဖက်နဲ့တစ်ဖက်လည်းနားလည်မှုလွဲတက်တယ်။အချင်းချင်းရင်းနှီးကြောင်းဖို့လည်းမလွယ်ဘူးဗျ။လိန်ကိစ္စနဲ့ပတ်သက်ရင်တတိုင်းချားထားတယ်။အဲ့လိုမျိုးသူ့အသူယူဆနေတယ်။ပြောရရင်တော့ introvert သမားတွေအများကြီးမှာအဲ့ဒီလိုမျိုးလက္ခဏာပါတတ်တယ်။နောက်ပိုင်းဆိုကိုကလိန်ကိစ္စပုံမှန်မဟုတ်တဲ့အနေထားတော်မှ ဖြစ်လာတတ်တယ်။ ဒါမဲ့အနာသက်ဖြောင်းတဲ့လက်တွေဟာသင်္ချာညာတော့ကောင်းတယ်စီကံကောင်းတယ်ဒီလိုစီကံကောင်းခြင်းသင်္ချာညာကောင်းခြင်းကပဲလိမ်မှုရေကိစ္စတွေကိုလွတ်လပ်ခွင့်မပေးဘဲချုပ်ကန်ထားတယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒါကဒီမိတ်ဆွေရဲ့ဒီတနင်္လာကြုံကုန်ရှိတဲ့လက်ဖွဲ့ဆောင်ကဖြောင်းနေတဲ့လူတွေကိုပြောချင်တာပါ။တကယ်လို့လက်ဖွဲ့ဆောင်ကမဖြောင်းဘဲနဲ့အဝိုင်းပုံသဏ္ဍာန် ဖြစ်နေမယ်ဆိုရင်တော့အခုပြောတဲ့ချက်တွေနဲ့အကုန်လုံး ်ပြောင်းမြန်လို့ပြောရမယ်အဲ့လိုမျိုးဖြောင်းနေပဲနဲ့ဒီလေးကန်းတန်န်အပြောင်းကားထွက်တဲ့လူတွေဟာစီကန်းရှိတဲ့ပုံနဲ့တကယ်တော့သူတို့ကတိတ်ပြီးစီးနေပုံနဲ့မနေတက်ဘူးဗျသူများကိစ္စလည်းဝင်ပါခြင်းဝင်ပါတတ်တယ်နောက်ပြီးတော့စိတ်ကူးရင်ဆန္ဒများတယ်လက်တွေ့ကြတာနဲတယ်ကိုယ့်အတွက်အသုံးဝင်မဝင်ကိုကြိုက်တယ်ဆိုအကုန်လုပ်ပဲဖြစ်တဲ့နာမဖြစ်တဲ့နာ စိတ်မဝင်စားဘူးကိုယ်စိတ်ထဲမှာအဆင်ပြေဦးစားပေးလိုက်တာပဲဒါကခုလိုမျိုးလက်ဖွဲ့ဆောင်ကကိုွေးတဲ့လူတွေပါအားနေချက်ချုံရင်ချက်တဲ့ဒီလူတွေရဲ့အားသာချက်ကတော့ပိုင်းရင်နဲ့ရရှိတယ်လူတို့မသားကိုအလွယ်တကူအကဲမဖြတ်ဘူးတေချာလေးလာပြီးတော့ပေါင်းသိမ်းတယ်ပေါင်းသိမ်းပြီးတော့မှအကဲဖြတ်တယ်ဒါကြောင့်ခုနလက်ဖွဲ့ဆောင်ကဒေါင်လိုက်ဖြစ်တဲ့လူတွေထားအားသာချက်ကအဲ့ဒါပဲနောက်ပြီးတော့ဒီလိုလူမျိုးဟာ အင်တွေတိတ်ခါဆိုတာနဲ့နှုတ်အဝဇွန်းရွှင်တယ်။ယောက်ျားလေးဖြစ်မိန်းကလေးဖြစ်ပေါင်းအပ်တင်ရလွယ်ကူတယ်။ဘသူ့ဥမာလူမကြောက်တတ်ဘူး။သူတို့ကဝင်ရော ပေါင်းတာပဲ။သူများကိုယ့်ကိုဘာထင်လဲဂယူလဲဆိုင်မနေဘူး။ကိုယ့်ဘော်မျက်ထုံမှာလည်းဂယူမဆိုင်ဘူး။ဒါကြောင့်ဒီလိုလူမျိုးဟာလိမ်မှုရာနဲ့ပတ်သက်ရင်တော့တော်တော်လေးကိုအပေးယူမျှတတဲ့လူလေးလို့ပြောလို့ရတယ်ဗျ။သူတို့ဘာနဲ့လဲယင်းကြီးကျွမ်းမှုလွယ်တယ်။နောက်ပြီးတော့မရှက်မကြောက်တတ်လုပ်တတ်တယ် ီလိုလူမျိုးဟာသင်္ချာပိုင်းဆိုင်ရာတော့အားနဲ့တက်တယ်စီကံကာလနာတယ်တိတ်မလိုက်နိုင်တဘူးဒီလိုလူမျိုးဟာကိုလုတ်ချင်တာလုတ်တက်တဲ့သူများတယ်အဲ့ဒါကတော့လက်ဖွဲ့ဆောင်ကိုွေးတဲ့သူတွေပါအခဏနဲ့ပတ်သက်ပြီးလေးလာမိတဲ့ချက်တွေပြောပြတာပါနားဆင်ပြီးတဲ့အတွက်ကျေးဇူးပါဗျာ